မင်္ဂလာပါပြိတ္တကြီးဘုန်းကြီးဒီနေ့မှာတော့အပြေရှားကြည့်ပြီးအေးအောင်နေမယ်ဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်ကိစ္စတိုင်းကိစ္စတိုင်းမှာအကြောင်းတရားတစ်ခုရှိတယ်အဲဒီအကြောင်းတရားတစ်ခုကြောင့်အကျိုးရလက်တွေရလာတဲ့အခါပျော်ရွှင်တဲ့ဆိုတဲ့ရလက်စိတ်ဆင်းရဲတဲ့ဆိုတဲ့ရလက်ဒီလိုမျိုးတွေအကျိုးတွေရလာတယ် အဲ့ဒီရလာတဲ့နေရာမှာများသောအားဖြင့်အခက်ခဲတွေနဲ့ကြုံလို့စိတ်ဆင်းရဲတဲ့အခါမျိုးတွေမှာပေါ့ကိုယ်အေးအောင်နေမယ်လို့ရည်ရွယ်ထားတယ်။ညစွာဘုရားရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်ဘလို့ခြေနေမျိုးမှမဆိုလောကရန်ကိုအံတုပြီးတော့တရားနဲ့အေးအောင်နေကိုနေမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်လောလောဆယ်ကိုမပြောရွှင်ဘူးစိတ်ဆင်းရဲတယ် အဲ့ဒီမပြောရွှင်ရခြင်းစိတ်ဆင်းရဲရခြင်းကိုအကြောင်းရှာကြည့်မယ်။သူ့ရဲ့အဖြေကိုရှာကြည့်မယ်။ကိုယ်ကအဲ့ဒီလိုအဖြေမရှာကြည့်မိဘဲနဲ့ပဝင်းခြင်းကို အပြစ်တွေပုံချနေတဲ့အခါမျိုး ဖြစ်ခြင်းဖြစ်နေလိမ့်မယ်။ကိုဗေနာကလူတယောက်ယောက်ကို အပြစ်ပုံချတဲ့အခါမျိုး ဖြစ်ခြင်းဖြစ်နေလိမ့်မယ်။အဲ့တော့အေးစရာအကြောင်းမရှိတော့ဘူး။ပူလောင်ပြင်းပူလောင်ပူလောင်တထက်ပူလောင် တပြေးပြေးနဲ့ပို့ပြီးဆိုးလာဖို့ပဲရှိတယ်အဲ့တော့ဒီနေထားကနေကိုကိုကိုကဲမယ်အေးအောင်နေမယ်အเจ้าကိုပြန်ရှာကြည့်လိုက်တော့ဘာကြောင့်လဲဆိုတော့ကိုအစင်မပြေလို့လို့သွားပြီးတော့တွေးမယ်အပြောရှင်ရခြင်းစိတ်ဆင်းရဲခြင်းတည်းအဓိကအရေးကြီးဆုံးနံပါတ်1အเจ้าကတော့ကိုအစင်မပြေတာဘယ်လိုအစင်မပြေတာလဲစိတ်ပိုင်းဆိုင်ရာအစင်မပြေတာလား ိုပိုင်ဆိုင်ရာအဆင်မပြေတာလားပြန်ရှာကြည့်ရအဲ့တော့စိတ်ပိုင်ဆိုင်ရာအဆင်မပြေဘူးဆိုရင်လည်းဘာသွားတွေ့လဲဆိုတော့လောလောဆယ်ကိုယ်မှာဖြစ်နေတဲ့အပြည့်စုံမှုကိုယ်ဖြစ်ခြင်းတိုင်းမဖြစ်မှုသည်ကိုယ်မှာလိုအပ်ချက်တစ်ခုခုရှိလို့ကိုယ်အားနေတာတစ်ခုခုရှိလို့ဒါမှမဟုတ်ရင်ကိုယ်လိုချင်တဲ့ဆန္ဒတွေ ဖြစ်ခြင်းတဲ့ဆန္ဒတွေများနေလို့လို့အကြောင်းကိုပြန်ရှာတွေ့လိမ့်မယ်ကိုဗင်းနာကလူတယောက်ကကိုစီမံတဲ့အတိုင်းလိုက်မလုပ်ဘူးဆိုတာအမကတေချာပြန်ကြည့်လိုက်တော့အခုလုံမဲ့အလုတ်ကသူ့ဆန္ဒနဲ့လုံပါလားကိုဆန္ဒနဲ့လုံပါလားပြန်ပြီးအဖြေရှာခြင်းတွေ့တယ်ဒီအလုတ်ကိုသူ့ဆန္ဒနဲ့လုံမှမဟုတ်တဲ့အတွက်ကြောင့်သူကတော့စိတ်ပါမှမဟုတ်တာ အသေးချာပဲကိုကကိုအလုတ်ကိုပြင်းမြောက်ခြင်းတဲ့အတွက်ကြောင့်စိတ်တွေစောနေတယ်ဆန္ဒတွေစောနေတယ်အရိခါမှာဘေးရလူကိုအပြစ်သွားတင်ပြီးတယ်ဒီတော့အဲ့လိုအပြစ်တင်ပြီးတော့အေးဒါကိုမဖြစ်စေဘူးဆိုရင်လောင်နေတယ်ဆိုရင်ကိုကကိုအေးအောင်ဘယ်လိုပြန်နေမလဲဆိုတော့ဩကိုကဖြစ်ခြင်းစိတ်များနေတာကိုဒါကြောင့်ကိုယ့်ရဲ့ဖြစ်ခြင်းစိတ်ကို ဖြစ်နိုင်တဲ့အနေအထားနဲ့ပဲကျင့်တတ်နိုင်အောင် စိတ်ကိုလျှော့ချမှဖြစ်မယ်လို့ကိုယ်အားနဲ့ချက်ကိုပြန်ရှာပြီးတော့ပြင်လိုက်ရင်မလောင်တော့နောက်ကိုယ်မှာအဆင်မပြေတာပါဖြစ်နေတာလေကိုယ်ကလလောဆယ်အဆင်မပြေမှု ဖြစ်တဲ့အရာကို ကိုယ့်ရဲ့အားနဲ့ချက်ကိုမမြင်ပဲနဲ့အဆင်ပြေတဲ့သူပေါ်မှာလလောဆယ်မကျင်နှက်ချင်းတွေမနာလိုချင်းတွေ ဝင်နေလို့ဖြစ်လိမ့်မယ်တခုခုဝင်နေပြီအဲ့ဒီဝင်နေတဲ့အတွက်ကြောင့်မလို့ကိုပြောပြောနေလို့မရတော့ဘူးအေးအေးနေလို့မရတော့ဘူးဒါကိုလည်းပဲအေးအောင်နေမယ်အကြောင်းပြန်ရှာကြည့်မယ်အဓိကအချက်ကတော့ကိုယ်မှာအားနည်းမှုရှိနေလို့ပဲနောက်ပြီးတော့ကိုယ်မှာချုံရင်းချက်တခု ရှိနေလို့ပဲလို့ကိုယ့်ရဲ့ချုံရင်းချက်ကိုယ့်ရဲ့အားနည်းချက်ကို ပြန်မြင်ပြီးတော့ ကိုဘာသာကိုပြန်ကြိုးစားယူလိုက်ရင်ပူလောင်စရာမရှိတော့သူများကိုမနာလိုစရာမရှိတော့သူတစ်ပါးအပေါ်မှာမကျေနပ်စရာအချက်တွေလည်းမရှိတော့သူတစ်ပါးကို အပြစ်တင်စရာလည်းမရှိတော့တကယ်တမ်းကျတော့သူ့ဆန္ဒနဲ့ကိုယ်ဆန္ဒဆိုတာဘယ်တော့မှတထက်ထဲကျမှာမဟုတ်ဘူးအဲ့တော့ကိုယ်ဆန္ဒကိုပြည့်ခြင်းရင်ညာညာကြိုးစားကိုယ်အတွင်းအေချမ်းမှုကိုညာညာအာယုံဆိုင် ိုယ့်ရဲ့အားနည်းချက်တွေကိုပဲပြန်ပြီးတော့ရှာဖွေပြီးတော့ပြုပြင်မောမှန်အဓိကချက်ကတော့အမြဲတမ်းကုသိုလ်စိတ်ကိန်းနေဖို့ဘာဝနာတခုခုလုပ်နေဖို့တော့အရေးကြီးတယ်ဘာဝနာလွတ်တဲ့စိတ်ဟာရိုင်းဖို့ပြင်မာဖို့လွယ်တော့တာပဲဆိုတာဘယ်တော့မှမမေ့နိုင်အဲဒါကြောင့်ဘာဝနာအလုပ်အမြဲလုပ်ဖြစ်အောင်ကြိုးစားပြီးတော့တကယ့် ကြောင်းရင်ကိုပြန်ရှာပြီတော့ရှာတဲ့အခါမှာလည်းများသောအားဖြင့်ကိုယ်ပဲတရခံဆိုတော့သွားပြီတော့တွေ့လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အလိုမကျဖြစ်နေမှုတွေကိုလျှော့ချပြီတော့မကျေမနပ်ဖြစ်နေတဲ့စိတ်တွေကိုလည်းလျှော့ချလျှော့ချပြီတော့ဖြစ်တဲ့အနေအထားမှာဖြစ်နိုင်သလောက်ကလေးနဲ့ကျေနပ်နိုင်အောင်ကြိုးစားပြီတော့ကိုယ့်ရဲ့ပညာတွေဉာဏ်တွေ လုံးလောက်ဝရိယတွေကိုအားထုတ်ပြီးတော့ ကိုယ်ဆန္ဒပြည့်မြောက်အောင် အများကိုစီယုံနိုင်တဲ့အရေးအချင်းဖြစ်လာအောင်ပြိုးထောင်ဒါဆိုရင်ဘသူကိုမှမကျင်နှက်เสียရလည်းမရှိဘသူအပေါ်မှာမှစိတ်ဆိုးเสียရလည်းမရှိ မလိုမုန်းထားစိတ်ထားเสียရလည်းမရှိပဲနဲ့အစဉ်ပြေတဲ့ဘဝကိုရလာလိမ့်မယ်အဲ့တော့အဖြေရှာမယ်ဆိုရင်တော့ကိုယ်ကိုယ်တိုင်မှာပဲပြန်တွေ့နိုင်တယ်အဲ့ဒီကိုယ်ကိုယ်တိုင်ကအားနည်းချက်တွေကိုပြင်ပြီးတော့အေးချမ်းမှုစီကိုလမ်းနိုင်ပါစေလို့ န်ကြီးစုတောင်းပေးထားပါတယ်ကဘာသူကဘာသားပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ